ချီးရှာပေးနေတဲ့ပိသာလုံးမင်္ဂလာပါ2025ဒီဇင်ဘာလ10ရက်နေ့ဒီနေ့လာနေဒီနေ့တာလက်နေရက်ကအနောက်ရက်စန်တီယာရက်ကမြောက်ရက်ရာဘောရာရက်ကအရှင်ရက်ဖြစ်ပါတယ်ဘုလားစန်းရှင်ရက်ကဘုဒ္ဓရှာနေခက်ဖြစ်ပါတယ်ဒီနေ့တွေကြောင့်ပြိဿာရာဒီမှာတည်ရှိတယ်တနင်္လာကျူပြောင်းနေ့ ဒီနေ့ကကျိုးမေတုံရာတိကနေကရကရာတိကိုကြောင်းနေတဲ့နေ့ဖြစ်တယ်။အင်္ဂါချူပြောင်းနေဒိဋ္ဌရာတိမှာတည်ရှိနေတဲ့အင်္ဂါချူကဓနုရာတိကိုကူပြောင်းတဲ့နေ့ဖြစ်တယ်။ပௌထုချုပ်ဒိဋ္ဌရာတိမှာတည်တယ်။ဇာတာပတိချုပ်မေထုံရာတိမှာနောက်ပြန်သွားပြီးတည်ရှိတယ်။တောက်ကြချုပ်ဒိဋ္ဌရာတိမှာတည်တယ်။စနေချုပ် မယားဒီမှာတည်ရှိပြီးတော့ရောက်ကျော်ကခုံရဒီမှာကိတ်ကျော်ကသင်ရဒီမှာအသေးသေးတည်ရှိကြပါလေမေတ္တာရာဒီဘွားတွေမှာရှားပိုင်ခွေပြန်တဲ့ထောင်းဆွနိုင်တယ်ခီးကိစ္စအစဉ်ပြေပဲရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပြေမယ်ကိတ္တရာဒီဘွားတွေမှာဝေချိတံကောင်းပဲတက်ခွေပဲတို့ရပြည့်စုံမယ်ရှင်မကျောင်းမြင့်မှုနဲ့တိုးတက်မှုအပြည့်ဝရရှိမယ်မေတ္တာရာဒီဘွားတွေမှာ အပြောင်းလဲတဲ့တုတ်တက်မှုရှိပဲခရီးကံကောင်းမဲ့လူရောပဲချိုးပေးမယ်အရောင်ဝင်းနဲ့ဆက်ဆက်ပြီးတော့လုပ်တဲ့လုပ်တဲ့ရတဲ့ကောင်းသောအကျိုးကျေးဇူးရရှိမယ်ကရကရာတိဘွားဒီမှာရှင်ပြန်မှုအောင်မြင်မယ်ဘဝတုတ်တက်မယ်ထူးခြားစွာတန်တန်းရခြင်းနဲ့အစ်စ်မြင်သောဘဝသို့ရောက်ရှိခြင်းကိုကြံမယ်တင်ရာတိဘွားဒီမှာတော့ထူးခြားတဲ့ကံမြတ်မှုနဲ့ဘဝတုတ်တက်မှုတွေရရှိမယ်အောင်မြင်မှုရဲ့ညက်သာရအထူးမြင်မယ် ကိုယ်ပိုင်ရည်ကြည်ချက်နဲ့လောကန်ခြင်းရဲ့အကျိုးဆက်ရဲ့အမြတ်သာကထူးခြားစွာရရှိသွားမယ်။ကံရာဒီဘွားတွေမှာအပြောင်းလဲနေရှိမယ်။ပစ္စည်းပြောက်တတ်တယ်။အယဝေးနဲ့ဆက်ဆက်တဲ့လောကျိုးပေးမယ်၊လူမျိုးပဲအကျိုးပေးမယ်။တူရာဒီဘွားတွေမှာလက်ခွင့်ကပ်ခွင့်၍အလိုပြည့်စုံခြင်းဘဝထိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းတွေရရှိမယ်။ဒိဋ္ဌာယာဒီဘွားတွေမှာပေါ်ပေါက်တဲ့ အပြောင်းလဲနဲ့တိုးတက်ဖို့ကိုဖန်တီးနိုင်တယ်။ငွေချေးကံဒုက္ခကကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရဖြစ်မယ်။ဓနုရာသီဘွားတွေမှာရံများမယ်၊ပြိုင်များမယ်၊တိုက်ခတ်များမယ်၊စိတ်ပင်ပန်းမယ်၊ပြီးမှတို့ရာပြည့်စုံမယ်။မကာရရာသီဘွားတွေမှာထူးခြားတဲ့ဆုံးဖြတ်ချက်ချမှတ်မယ်၊လုပ်တဲ့ကိစ္စအောင်မြင်မယ်၊ဘဝတည်နှံ့ဖွဲ့မယ်။ကိုရာသီဘွားတွေမှာစမ်းဖွဲ့မယ်၊လူရာပြည့်စုံမယ်၊ဘေကောင်းစွေကောင်းထောက်ကူရမယ်၊ထူးခြားတဲ့ခံမြန်မာမှုနဲ့တည်နှံ့ရရှိမယ်။ မင်းရည်ဒီဘွားတွေမှာရံနဲ့ရှင်ပြီးလောက်ရမယ်သူတစ်ပါးကြောင့်မိမိရွယ်ချက်နှောင့်နှေးတတ်တဲ့အတိုက်ခံနဲ့ရှင်ပြီးလောက်ပြီးမှတို့ရပြည့်စုံမယ်တနေ့တာကာလအတွင်းအနဲ့ရောင်ပြာရင်ရောင်မိဖို့ရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စကိုလုပ်ခဲ့ပါဝါတုတဇောကိုအနီယောင်တည်ခွင်းနဲ့ပတ်ပြီးတော့အမြင့်တရားမှတည်ပြီးလောရချမ်းစီဆောင်ရွက်ပါ တို့ကြကြကောင်းခြင်းကံကိုရတာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်